နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့ကြောက်ဖြူမျိုးနယ်မှာစစ်တပ်ရဲ့နေပြည်တော်ပြစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်လို့သုံးနှစ်အရွယ်ကလေးငယ်တယောက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးနယ်ကြောက်ပြောက်ကြီးွာကအသက်သုံးနှစ်အရွယ်မောက်ဖိုးရွှေလာမင်းဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ကြောက်ဖြူမျိုးနယ်မင်းရဲ့တိုက်နယ်ကြောက်ပြောက်ကြီးွာအောက်ဖက်ပင်လေပြင်းမှာကြောက်ချာရန်နာထားတဲ့စစ်တပ်ရဲ့နေပြည်တော်ကနေအော်တိုဘားလ12ရက်နေ့မှာအနီးအနားမှာရှိတဲ့ကြီးွာဒေသခံတွေနေထိုင်ရာနေရာတွေကို လက်နက်ကြီးကြီးတွေနဲ့ပစ်ခတ်ရမှာအခုလိုတန်ရာရရှိသွားခဲ့တာဖြစ်တယ်လို့ဒေသခံအမျိုးသားတယောက်ကပြောပါရယ်အလားတူကြောက်ဖြူမျိုးနဲ့မှာအော်တိုဘားလာ၁၀ရန်တွေကလည်းနေပြည်တော်ပစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်လို့အသက်86နှစ်အရွယ်ဒေသခံအမျိုးသားတဦးတန်ရာအပြင်းထန်ရရှိသွားခဲ့ပါရယ်စစ်တပ်ရဲ့တပ်ခိုက်ရေးနေပြည်အပါအဝင်နေပြည်စီစီထက်မနေစစ်တွေကြောက်ဖြူရန်ပြင်းမန်အောင်တန်တွေစတဲ့ပင်လယ်ပြင်တလျှောက်သွားလာလှုပ်ရှားကကင်းလှည့်ပြီးတော့ဒေသခံငါးဖမ်းသမားတွေကိုဖမ်းဆီးရတွေ လူနေကျေးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေကြောင့်ကန်ယူဒန်ကန်ဆက်နဲ့နီးစပ်တဲ့ဒေသခံတွေရှောင်ချကြဖို့အာရခတက်တော်ကတတိပေးထုတ်ပြန်ထားပါတယ်။